ကရင်ပြည်နယ်မြောက်ရီမြို့နယ်လေးကစ်ကော်မြို့တရှိနယ်မြေတချို့ကိုစစ်ကောင်စီတပ်ကသိမ်းပိုက်ခဲ့တယ်လို့စစ်ရေးသတင်းချင်းမြစ်ကပြောပါရယ်မြောက်ရီမြို့တောင်ဘက်ဝေါ်လီလမ်းဘိုင်းမှာဆုံးရှုံးထားတဲ့တပ်စခန်းတွေကိုပြန်လည်ရယူဖို့စစ်ကောင်စီတပ်က drone လက်နက်ကြီးပစ်ကူရယူပြီးစစ်မှုထမ်းတပ်သားတွေကိုအင်အားဖြည့်တင်ကစစ်ကြောင်း၅ကြောင်းနဲ့ထုတ်ဖောက်ဝင်ရလာခဲ့တာပါလေကေကောမြို့တစ်ကိုထုတ်ဖောက်ဝင်ရောက်တဲ့စစ်ကြောင်းတွေကြောင့်ကရင်မြို့သားများလွတ်မြောက်ရေးတပ်မတော် KNL PDF ပူးပေါင်းတပ်တွေနဲ့စစ်ကောင်စီတပ်တွေတိုက်ပွဲပြင်းထန်နေရပါဗျ။ ော်တိုဘားလ၄ရက်နေ့ကတိုက်ပွဲပြင်းထန်ပြီးစစ်ကောင်စီတပ်ဘက်က drone လက်နက်ကြီးပစ်ကူမနာတမ်းရယူပြီးထိုးစစ်ဆင်ခဲ့တာကြောင့် KNL ပူပေါင်းစစ်ကြောင်းဘက်ကလေကုကောမျိုးတစ်ကနယ်မြေတချို့ကိုလက်လွတ်လိုက်ရပါတယ်စစ်ကောင်စီဝါဒဖြန့်သတင်းတွေမှာတော့စစ်တပ်ကလေကုကောမျိုးတစ်ကိုအလုံးစုံသိမ်းပိုက်ရရှိပြီလို့ဝါဒဖြန့်ထားပါတယ်ခင်ဗျာရခိုင်ပြည်နယ်မောင်တောင်မြို့နယ်လက်ရကွားစုံနဲ့တာယာကုန်းချေရအကြမ်းမှရှိတဲ့ရိုဟင်ဂျာလက်နက်ကိုင်အာစာအဖွဲ့ရဲ့တိုက်ခိုက်မှုကြောင့် တယောက်တန်ရရသွားတယ်လို့ဒေသခံတွေစီကနေသိရပါတယ်။အော်တိုဘာလ9ရက်မနေ့ကဦးနိုင်နိုင်ကျော်ကိုအာကာအောင်နဲ့ကိုမင်းထွန်းအောင်တို့ဟာတောင်ပြိုဘက်ကနေအောင်တာယာကျွရကိုကုန်ပစ္စည်းတွေဆိုင်ကယ်နဲ့တင်လာတဲ့အချိန်လေယာခွားဆောင်နဲ့တာယာကုန်းကျွရချာမှာတိုက်ခိုက်ခံရတာပါ။ဒီတိုက်ခိုက်မှုကြောင့်အသက်28နှစ်အရွယ်အောင်တာယာကျွရကကိုမင်းထွန်းအောင်ညာဘက်နှဖူးမှာထိခိုက်ဒဏ်ရာရသွားခဲ့တာလို့သိရပါတယ်။အဲ့ဒီနေ့တရက်ထဲမှာပဲရ ेंजर လက်နက်ကင်တပ်ဖွဲ့တွေထောင်ထားတဲ့မိုင်းကိုနင်းမိလို့မောင်တောင်မြို့ လက်တာရက်ကွက်ဘာစုဘကြီးရကအသက်9နှစ်အရွယ်ကလင်းငယ်ရဲ့ညာဘက်6နောက်နဲ့လက်တွေမှာထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။လက်ရှိမှာတော့အာရခတက်တော် A ကအာစာလက်နက်ကိုင်တပ်ဖွဲ့တွေကိုလိုက်လံရှင်းလင်းနေတယ်လို့ဒေသခံတွေကပြောပါတယ်ခင်ဗျာ။မကွေးတိုင်း6မြို့နယ်မှာနန်းစီဒီယန်ထွေရုပ်စည်ရေးတရောက်ကိုတနတ်သမားတွေကဖမ်းခေါ်ပြီးပြစ်တက်ခဲ့တယ်လို့စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့တွေနဲ့နှိဆက်သူတွေစီကနေသိရပါတယ်။6မြို့နယ် သွေးနှက်ကျွေးရမှာနေထိုင်တဲ့အသက်35နှစ်အရွယ်ထွေဥစည်ကိုနေမျိုးထွက်ကိုအော်တိုဘားလာ3ရက်ညနေပိုင်းမှာအမည်မသိတနတ်သမားတွေကနေရင်အထိလာရောက်ဖမ်းခေါ်သွားခဲ့တာပါတနတ်သမား9ယောက်နေရင်အထိလာဖမ်းခေါ်ပြီးတဲ့နောက်ရွာထိပ်မှာပြစ်တက်သွားတာဖြစ်ပြီးတနတ်တံရတွေနဲ့ပွဲချင်းပြီးတည်ဆုံသွားခဲ့တယ်လို့အုပ်ချုပ်ရေးအဖွဲ့နဲ့နှိဆက်သူကပြောပါတယ်ရုပ်အလောင်းကိုတော့6မြို့ပြည်သူစေရုံကိုတည်သွားတယ်လို့ဆိုပါတယ် ထရိုစီရေးတည်ဆုံမှုကိုဘယ်အဖွဲ့ကဘာကြောင့်လုပ်တယ်ဆိုတာကိုမသိရသေးပဲစစ်ကောင်စီတက်တဲ့ရဲတွေကတော့စုံစမ်းစစ်ဆေးနေတယ်လို့သိရပါတယ်ခင်ဗျာကင်းနေပြည်မှာအငတ်ပေးကြုံလာရနိုင်တယ်လို့ကင်းနေလူခွင့်ရဖွဲ့ KNHRG ကအော်တိုဘားလ၄ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်လက်ရှိမှာတော့ဒီမော့ဆိုမြို့နယ်မှာရှိတဲ့စစ်ဆောင်စခန်း၅ခုလောက်ကစစ်ဆောင်တွေစံပြုတ်တောက်နေရတယ်လို့စစ်ဆောင်တွေစီကနေသိရပါဗျ။ ကင်းနေပြည်နယ်ထဲမှာယူကပွဲလုပ်နိုင်မှုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးပြီးဒေသခံနဲ့စစ်ရှောင်ပြည်သူတွေရဲ့ဝင်ငွေရလမ်းကြောင်းတွေကိုပိတ်မထားတိုက်ခိုက်လာတာစစ်ရှောင်ကာလလင်းနေကြော်လာတဲ့အတွက်အလူရှင်တွေနှဲပါလာတာတိုက်ပွဲကြောင့်လေယာဆိုင်ပြို့ဖို့နေမည်မရှိတာအလုတ်ကန်ရှားပါတာနဲ့ဝင်ငွေရတဲ့အလုံမရှိတာတွေကြောင့်ဒေသခံတွေအငတ်ဘေးကြုံရနိုင်တယ်လို့ကရင်နီလူခွင့်အဖွဲ့ကပြောပါတယ်ဒီမော့ဆိုမြို့နယ်ကလင်းအောင်ချီ ဘာထိုင်းတောင်ချေရွှေပြင်းတောင်တက်တက်နဲ့တက်ရတော့စစ်ဆောင်စခန်းတွေမှာတော့ရိခါပြက်လက်နေတဲ့အတွက်စံပြုတ်တောင်းနေရပြီးလင်းအောင်ကြီးနဲ့ရွှေပြင်းတောင်စခန်းကစစ်ဆောင်တွေဟာပိုခက်ခဲတဲ့အတွက်စံပြုတ်ကိုအရေးကျဲပြုတ်တောင်းနေရတယ်လို့သိရပါပါခင်ဗျာ။ ARD တိုင်းကြုံပြုံမြို့နယ်အခြေဆိုင်ခလာရ36တပ်ကနေစစ်ကောင်စီတပ်သား၃ယောက်ထွက်ပြေးသွားတယ်လို့ကြုံပြုံအခြေဆိုင်ခလာရ36တပ်ရင်းနဲ့နေဆက်သူတွေစီကနေသိရပါဗျ။ရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့လင်းမြနာမြို့နယ်ကတိုက်ပွဲဖြစ်ပွားရနေရကိုသွားရောက်ပြီးစစ်အင်အားဖြစ်တင်းမှုပြင်ဆင်နေတဲ့အချိန်အော်တိုဘားလ9ရက်နေ့ည9နာရီကျော်မှာတပ်သား၃ယောက်ထွက်ပြေးသွားခဲ့တယ်လို့ဆိုပါတယ်။ကျုံပြခလာရ36တက်ထဲကနေထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သား3ယောက်ဟာ လင်းမျက်နှာမြို့နယ်တဲကိုစစ်ကူသွားဖို့ပြင်ဆင်နေချိန်ထွက်ပြေးသွားခဲ့တာဖြစ်ပြီးစစ်ကောင်စီတပ်ကအသေးတန်လိုက်လံရှာဖွေနေပေမဲ့အော်တိုဘားလ6ရက်နေ့ညနေပိုင်းအထိပြန်လည်ဖမ်းမိတာမရှိသေးဘူးလို့ခလာရ36တပ်ရင်းနဲ့နေဆက်သူကပြောပါတယ်။စစ်သားပုံစံနဲ့မျက်နှာစိမ်းလူတွေတွေ့ရှိရင်အကြောင်းကြားပေးဖို့အောက်ချုပ်ရေးဖွဲ့တွေကကြုံပြောခလာရ36တပ်နဲ့ပဝင်းကျင်ကကြီးရတွေကိုလိုက်လံဖိအားပေးထားတယ်လို့ဆိုပါတယ်။ဒါအပြင်စစ်ကောင်စီတပ်သားတွေထွက်ပြေးသွားတာနဲ့ပတ်သက်ပြီးကြုံပြောတပ်နဲ့ ။ပတ်ဝန်းကျင်ကျွရတွေမှာအပူတပြင်းလိုက်လံရှာဖွေတာတွေလုပ်နေတဲ့အပြင်စစ်ဆေးဂိတ်တွေကိုလည်းသတင်းပို့ထားတယ်လို့စစ်ကောင်စီတပ်နဲ့နေဆက်သူတွေစီကနေသိရပါပါတယ်ခင်ဗျာ။တောင်တရပင်လယ်ပြင်တွင်တိုင်ဖုန်းမွန်နိုင်မိခဲ့ပြီးဆက်ချွတ်ရင်းနဲ့တင်မောတစီဘော်ကမြန်မာတင်မောသားဆရာကိုတရုတ်နိုင်ငံကကယ်တင်ခဲ့တဲ့ကြောင်းစင်ဟွာသတင်းမှအော်တိုဘားလာနေ့ရက်နေ့ကဖော်ပြပါဗျာ။အဲ့ဒီတင်မောဟာတရုတ်နိုင်ငံတောင်ဘက်ဆုံဟိုင်နမ်ပြည်နယ်ဆန်ရှားမြို့နယ်ကရုံရှင်းကျွန်းအရှိတောင်ဘက် 203ကီလိုမီတာလောက်အကွာတောင်တယောက်ပင်လယ်ထဲမှာပဲ့ကန်ဂီယာဆက်ချွေမီမျောပါခဲ့တာပါစက်တင်ဘာလ29ရက်နေ့မှာမြန်မာတင်မောသားတွေကိုရဟရင်နဲ့ပို့ဆောင်ပေးခဲ့ပြီးတဲ့နောက်ဆက်ပြတ်တင်မောကိုတော့တယောက်ကယ်ဆယ်တင်မောကဆွဲခေါ်လာခဲ့ကအော်တိုဘာလ1ရက်နေ့မှာပိုင်ရှင်တွန်းတင်မောရှိရာစီကိုလွှဲပြောင်းပေးရခဲ့ပြီးတင်မောဟာနောက်တစ်နေ့နေ့လယ်နာရီခွဲလောက်မှာဥတီယာဖြစ်တဲ့ဗီယက်နမ်နိုင်ငံဒါနန်စိတ်ကန်းကိုရောက်ရှိသွားခဲ့ပြီလို့သတင်းမှဖော်ပြထားပါတယ်ခင်ဗျာ။ မြန်မာဗတ်ချမ်းများရီမြို့နယ်ရှိကာစီနိုရုံနယ်မှာလင်းလဲခံရပြီးပိတ်မိနေတဲ့ထိုင်းနိုင်ငံသားဆချာကိုတာကီယန်ရှိထိုင်းစစ်တပ် Rush Manu စစ်ကြောင်းကတပ်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ဆက်သွယ်ပူးပေါင်းပြီးကယ်တင်နိုင်ခဲ့ပြီလို့အာဆီယံထိုင်းသတင်းမှာဖော်ပြပါဗျ။အမျိုးသား၁၀ရောက်အမျိုးသမီး၆ယောက်တို့ပါဝင်ပြီးဆိုရှယ်မီဒီယာကကြော်ညာချက်တွေအရအလောက်ကောင်းရမယ်ဆိုပြီးပြီးခဲ့တဲ့စက်တင်ဘာလကလေးကတပ်ဖက်နိုင်ငံကိုလှည့်ဖြားခေါ်ဆောင်ခံခဲ့ရတာလို့ဆိုပါဗျ။ လုပ်ငန်းခွင်ရောက်တော့ပြောထားတဲ့အလုံးနဲ့မကိုက်ညီတဲ့အတွက်ထိုင်းကိုပြန်လာခြင်းကြောင့်အခုညီတောင်းခံခဲ့ကြပါတယ်။ထိုင်းတာဝန်ရှိသူတွေကမြောက်ရီဘတ်ချန်က BGF နယ်ကြားစောင်းတက်စီဆက်သွယ်အခုညီတောင်းခဲ့ပြီးသူတို့ဆက်ချောက်ကိုကယ်တင်နိုင်ခဲ့တာပါ။သူတို့ကိုထိုင်းစစ်တပ်ကမဲဆောက်မြို့နယ်ရတဖွဲထံဆက်လက်အနှံ့ပြီးလူကုန်မှုခံရတဲ့တားကအမှန်တကယ်ဖြစ်မဖြစ်စစ်ဆေးကနေရက်ကိုပြန်လည်ပို့ဆောင်ပေးသွားမယ်လို့ပြောကြောင်းထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်ခင်ဗျာ AR တိုင်းပတ်သိမ်မြို့နယ်အမှတ်9ရပ်ကွက်ဝနာတင်ကီလန်ကနေ နတီအေယာအရက်ဖြူအယောင်းဆိုင်ကနေမီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီးဘေကျင်းကရက်မှာရှိတဲ့ဆိုင်၁၄ခန်းထပ်မင်းမီးလောင်ဆုံးရှုံးခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါဗျ။မီလာမူဟာအော်တိုဘားလ9ရက်ည7:00နာရီခွဲမှာတက်သားပုံးပေါ်မှာဖျောင်းနိုင်မီးထွန်းထားရကနေဖျောင်းနိုင်လဲချကမီးစတင်လောင်ကျွမ်းခဲ့တာလို့သိရပါဗျ။ ။လျက်ဆိုင်ကနေမီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီးမီးလောင်အားကောင်းတဲ့အတွက်ကရက်ကဆိုင်ခန်းတွင်မီးလောင်နဲ့အထဲပါသွားတာလို့ဖြစ်စဉ်ကိုသိရှိသူတယောက်ကပြောပါရယ်။မီးလောင်ကျွမ်းမှုကြောင့်လူနဲ့တရိတ်ဆန်တွေထိခိုက်သေးဆုံးတာမရှိခဲ့ဘဲဆုံးရှုံးတဲ့တံမိုးကိုတက်ဆိုင်ရာကစစ်ဆေးတွက်ချက်နေတယ်လို့ကုညီဆောင်ရွက်ပေးခဲ့သူကပြောပါရယ်။မီလာမိုးဖြစ်စဉ်နဲ့ပတ်သက်ပြီးမီးစတင်လောင်ကျွမ်းခဲ့တဲ့နေအိမ်ပိုင်ရှင်ဦးအောင်မျိုးထက်ကိုပသိမ်နယ်မြေရဲစခန်းကမီးပေါ်ဆမှုဥပဒေပုံမှ285နဲ့အမှုဖွင့်ရေးယူထားတယ်လို့သိရပါပါတယ်ခင်ဗျာ။ တွင်စက်ကောင်စီပြုလုပ်မဲ့ရွေးကောက်ပွဲမှာမဲယုံမှုစက်ကင်နဲ့မဲယုံတာဝန်ယူရမယ်ဝန်ထမ်းတွေအနေနဲ့မဲစင်းပမပါကြည့်ရှုပြီးစင်ရမပါရင်အကြောင်းကြားဆောင်ရွက်ဖို့စစ်ကောင်စီကလှုံ့ဆော်ခိုင်းနေတယ်လို့ပြည်ညာဝန်ထမ်းတွေနဲ့နှိဆက်သူတွေစီကနေသိရပါဗျ။ရကြွေးရုံးနဲ့မှာကတ်ထားတဲ့မဲစင်းတွေကိုမဲယုံတာဝန်ယူရမယ်ပညာရေးဝန်ထမ်းတွေထွေအုပ်နဲ့မိသက်ဝန်ထမ်းတွေကိုသွားစစ်ခိုင်းတာဖြစ်ပြီးမဲစင်းမားတာနဲ့နာမည်မပါတာတွေရှိရင်မဲစင်းပြန်ပြင်ဖို့ခိုင်းနေတယ်လို့ဆိုပါရတယ်။ မဲယုံတာဝန်ယူရမယ့်သူတွေကကြိုတင်မဲ့ပေးရမှာဖြစ်ပြီးမဲမပေးတဲ့ဌာနဆိုင်ရာဝန်ထမ်းတွေကိုအရေးယူမယ်လို့ချိန်ချောက်နေကြောင်းအုပ်ချုပ်ရေးဝန်ထမ်းမိသားစုဝင်တယောက်က DVB ကိုပြောပါတယ်ပထမမြို့နယ်ကရဲကြီးရုံးနယ်မှာအော်တိုဘားလာဇန်းကစတင်ပြီးမဲဆင်းတွေကတ်ထားကမဲဆင်းလာရောက်ကြည့်ရှုသူမရှိဘူးလို့ဒေသခံတွေစီကနေသိရပါဗျ။ပထမမြို့နယ်မှာ2015-2020ရွေးကောက်ပွဲတွေအတွင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ကနေရာဆောင်အနိုင်ရခဲ့တယ်လို့မှတ်တမ်းတွေရသိရပါဗျခင်ဗျာ။ ရှမ်းပြည်နယ်တောင်ပိုင်းဖဲခုံမြို့နယ်အနောက်ဘက်ခြမ်းမှာရှိတဲ့စစ်ဆောင်စခန်းတစ်ခုမှာရေနှင်းမြုပ်နေပြီးအကူအညီတွေလိုအပ်နေတယ်လို့စစ်ဆောင်တွေကကူညီပေးနေသူတွေကပြောပါတယ်။စက်တင်ဘာလကုန်ပိုင်းကနေအောက်တိုဘာလအတွင်းမိုးစတိုက်ရွာတဲ့အတွက်တောင်ချင်မှာရှိတဲ့စစ်ဆောင်စခန်းအတွင်းရေဝင်ပြီးပြန်ထွက်ဖို့မလွယ်ကူပဲစစ်ဆောင်တွေရဲ့အိမ်တွေခေါမိုးပဲကျန်တဲ့အထိရေမြုပ်ကုန်တာလို့ဆိုပါတယ်။စစ်ဆောင်စခန်းတစ်ခုလုံးကိုရေကြီးသွားတာဖြစ်ပြီးစစ်ဆောင်တွေရွှေ့ပြောင်းနေထိုင်မှုမိုးကတွေလိုအပ်နေကရေစတိုက်တက်နေတယ်လို့စစ်ဆောင်တွေကိုကူညီပေးနေသူတယောက်ကပြောပါတယ်။ အဲ့ဒီစစ်ဆောင်စခန်းမှာအင်ဂျီ၄၉အိမ်ရှိပြီးလူဦးရေ၁80ကျော်နေထိုင်တာနေအိမ်20ကျော်ကတဲတွေရင်းနှီးမြှုပ်ကုန်တဲ့အတွက်ရေလွတ်တဲ့ကုန်းပေါ်နေရာတွေကိုရွှေ့ပြောင်းနေကြရတယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်စက်တင်ဘာလထဲမှာလည်းရေကြီးမှုဒဏ်ကိုစစ်ဆောင်တွေကြုံတွေ့ခဲ့ရပြီးတနှစ်အတွင်းရေကြီးမှုဒဏ်ကိုနှစ်ကြိမ်ကြုံခဲ့ရတာလို့ဆိုပါတယ်။ဒီမော့ဆုံမြို့နယ်တွေကစစ်ဆောင်စခန်းတစ်ခုမှာလဲအော်တိုဘားလာအတွင်းမိုးကြီးပြီးရေနှမြုပ်နေတဲ့အတွက် နေအိမ်73လုံးနေရာရွှေ့ပြန်းခဲ့ရသလိုလမ်းတွေလည်းပျက်စီးတာတွေရှိနေပါတယ်ခင်ဗျာဒီကနေ့မှာကြာောက်တဲ့မြန်မာတက်ကရစ်1388ခုနှစ်အတွက်သတင်းကြော်လာပြင်းနဲ့အဘိဓမ္မာအခါတော်နေ့မှာနိုင်ငံတော်မျက်နှာလိုတင်စားကြတဲ့ရန်ကုန်မြို့ကရွှေတကုံစီတီတော်မှာဖျားဖူးပြည်သူတွေနဲ့အထူးစီကားခဲ့ပါတယ်ရန်ကုန်မြို့ဟာအခြားတိုင်းဒေသကြီးနဲ့ပြည်နယ်တွေရှိစစ်ရှောင်မိသားစုတွေပြောင်းရွှေ့ခိုလုံရာပြည်တွင်းနောက်ဆုံးခံတပ်ဖြစ်လာတဲ့အတွက် တနှစ်ထက်တနှစ်လူရေပုံများလာပါတယ်အခုလောအခါကြီးရက်ကြီးတွေနေမှာလဲပုံမစီကားလာတာကိုတွေ့မြင်ရပါတယ်ဒီနေ့မှာဆိုရင်စစ်ကော်မရှင်ကရန်ကုန်တမျိုးလုံးရှိမြို့နယ်အလိုက်ရက်ွက်လိုက်ပျော်ပွဲရှင်ပွဲ၁၂ပွဲဇီးရန်တွေကိုလဲပြန်လဲဖွင့်လှစ်ပေးခဲ့ပါတယ်ခင်ဗျာ တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ကန်းတုတ်ရွာတဖက်ကန်းကိုစစ်ကောင်စီတပ်ကအော်တိုဘားလ3ရက်မနက်ပိုင်းမှာစစ်ကြောင်းထုတ်ပြီးစစ်ဆောင်အပါအဝင်ရဲသား35ရောက်ကိုဖမ်းဆီးခဲ့ကအော်တိုဘားလ6ရက်ထိပြန်မလွတ်ပေးသေးဘူးလို့ဒေသခံတွေကပြောပါရယ်။တော်လိုင်းတပ်ဖွဲ့တွေရဲ့စုံမုံနယ်မြေဖြစ်တဲ့ကန်းတုတ်ရွာရဲ့တဖက်ကန်းကိုအင်အား100ကျော်လောက်နဲ့စစ်ကြောင်းထုတ်လာတဲ့စစ်ကောင်စီတပ်နဲ့တော်လိုင်းတပ်တွေနှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ဘက်ကပြန်ဆုတ်ခွာချိန်မှာစစ်ဆောင်32ရောက်ရဲသား1ရောက်နဲ့လေသမား2ရောက်ကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ဆိုပါရယ်။ စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးပြီးတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်စစ်ရှောင်းတွေကိုလူသားတိုင်းအဖြစ်ဖမ်းဆီးပြီးပြန်ဆုတ်သွားခဲ့တယ်လို့ဒေသခံကပြောပါရယ်ကန်တိုရွာရဲ့တပ်ဖက်ကမ်းမှာကန်တို CO ညောင်ပင်ကုန်းရမ်းဖို့နဲ့ဗန်လက်မော့စတဲ့ကျွရတွေကဒေသခံ180ကျော်စစ်ဘေးရှောင်နေရတယ်လို့သိရပါရယ်စစ်ကောင်စီတပ်ကဖမ်းဆီးထားတဲ့စစ်ရှောင်းတွေကိုတနင်္လာရမြို့နယ်အောက်ကင်းရွာအခြေဆိုင်ခမရ959တရင်မှာထိမ့်သိမ်းထားတယ်လို့သိရပြီးစစ်ရှောင်းတွေထဲမှာចောင်းသားចောင်းသူ9ယောက်လည်းပါဝင်တယ်လို့ဒေသခံတွေကပြောပါတယ်ခင်ဗျာ။ ဒီကနေ့အော်တိုဘာလ6ရက်နေ့မှာကြောက်တဲ့သတင်းကျွတ်လာပြင်းနဲ့အပိဓမာအခါတော်နေ့မှာမွန်ပြည်နယ်တန်ဖြူစီရဲမြို့နယ်ချက်ခမီမြို့ကချက်ခမီရေလေဖျားဗုဒ္ဓပူဇနီယပွဲတော်နဲ့စွန်အောင်မြောက်ပွဲတော်ကိုကျင်းပပြုလုပ်ခဲ့ကြတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။ပြီးခဲ့တဲ့သတင်းကြော့လာဇန်ကိုရကစပြီးသတင်းကြော့လာဇန်7ရက်နေ့ထိမဟာပထန်ကျန်းတော်ရွဖက်ပူဇော်ပွဲကိုအကျိုးဖွင့်ပွဲအနေနဲ့ချက်ခမီစူတောင်းပြည့်ရေလေဆန်တော်ရှင်ဖျားမှာကျင်းပခဲ့တာပါ တက်ခမီစူတောင်းပြည့်ရေလဲဆန်တော်ရှင်ဖျားစွန်းအိုမြောက်ပွဲတော်ကိုတော့ဒီကနေ့အော်တိုဘာလ6ရက်နေ့မနက်3:00နာရီအချိန်ကကျင်းပခဲ့သလိုအဘိဓမ္မာအခါတော်နေ့အခမ်းအနားကိုတော့ရေလဲဆန်တော်ရှင်ဖျားနေဂုံတော်ပေါ်ရှိဓမ္မယုံမှာပြုလုပ်ကျင်းပခဲ့တယ်လို့ဖျားဗန္နတော်ထိန်ဂောပကအဖွဲ့ဝင်တယောက်ကပြောပါတယ်နှစ်စဉ်သတင်းကြောလာဇန်14ရက်ကနေသတင်းကြောလာပြည့်ကြော်9ရက်နေ့ထိ ကျင်းပပြုလုပ်လေးရှိတဲ့ကြိုက်ခမီဆူတောင်းပြေရေလဲဆန်တော်ရှင်ဖရာဗုဒ္ဓပူဇနီယပွဲတော်ကိုအရင်နှစ်ကာလတွေကဖရာဖူသိန်းနဲ့ချီလာရောက်လေးရှိကြပေမဲ့အခုနှစ်မှာတော့အနေနဲ့ရရက်ကဖရာဖူပြည်သူ9000ကျော်လာရောက်ဖူးမြော်ခဲ့ကြပါတယ်ခင်ဗျာ။ ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲခရိုင်အတွင်းရှိနမ္မတူမြို့နယ်ဒီဘောမြို့မှာအော်တိုဘားလ6ရက်သတင်းကြော်လပြည့်နေ့မနက်9:00နာရီခွဲကျော်အချိန်စစ်ကောင်စီက Jet Fighter နဲ့ထပ်မံဘုံးကျဲတိုက်ခိုက်သွားတယ်လို့ဒေသခံတွေကနေသိရပါဗျ။သတင်းကြော်လပြည့်နေ့မနက်9:00နာရီမိနစ်30ဝန်းကျင်နမ္မတူမြို့ပန်ဟိုင်းရက်ကွက်နစ်ကိုချက်လျင်နဲ့ဘုံးကျဲသွားခဲ့တာလို့ဒေသခံကပြောပါဗျ။လျင်ဘုံးကျတဲ့နေရာနဲ့တော်တော်လန်းလန်းပန်ဟိုင်းရက်ကွက်တင်းနဲ့3နေအထိအိမ်တွေရဲ့မှန်နေခွဲကမျက်နှာချက်တွေပြုတ်ကြကုန်တယ်လို့သူကဆက်ပြောပါဗျ။ စစ်ကောင်စီကနမတူမြို့မှာဘုံကျဲတိုက်ခိုက်ခဲ့ပြီးတဲ့နောက်၄မိနစ်အကြာမှာတိဘောမြို့ရဲကိုလည်းဘုံကျဲတိုက်ခိုက်သွားခဲ့တယ်လို့ဒေသခံအမျိုးသားတစ်ယောက်ကပြောပါရယ်။လာပြင်းနေ့မှာဖျားသွားကြောင်းတက်ဖုန်ကြီးကြောင်းရောက်နေချိန်မို့လို့လူထိခိုက်မရှိတာလို့သိရပါရယ်။နမတူမြို့မြို့မဆေးရက်ကွက်နှစ်ဒီကနေ့ Jet Fighter နဲ့ဘုံကျဲခံရမှုမှာတော့နေအိမ်၆လုံးထိမှန်ပျက်စီးခဲ့ကြောင်း TNL သတင်းနဲ့ပြန်ကြားရေးဌာနကသတင်းထုတ်ပြန်ထားပါရယ်ခင်ဗျာ။ စစ်တပ်ဩဇာခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကထုတ်ပြန်ထားတဲ့မဲဆန္ဒရှင်စင်းတွေဟာယာနဲ့ချီလွဲမနေပြီးတည်တဲ့သူတွေလည်းပြန်ပါနေသလိုတက်ရှိထင်ရှားရှိနေသူတွေမဲဆင်းမပါတာတွေရှိနေတယ်လို့ကြန့်ခိုင်ရေးပါတီပုပ္ပတိရီမြို့နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းဦးလာဆွေက ပြောပါတယ်ဘူလက်လာဆွေလိုလူတီများတဲ့ဦးလာဆွေကသူအသုံးပြုနေတဲ့ Lion United USDP TikTok အကောင့်ကနေအော်တိုဘားလ9ရက်နေ့ကတရားဝင်ထုတ်ဖော်ပြောဆိုခဲ့တာပါ UEC ကထုတ်ပြန်လိုက်တဲ့မဲဆင်းတွေဟာနေပြည်တော်လိုနေရာမျိုးမှာတောင်ယာနဲ့ချီကွာချားနေတာကိုတွေ့ရတယ်လို့ဆိုပါတယ်။လွဲမားနေတဲ့မဲဆင်းတွေကိုပြန်ပြင်ဖို့လှုပ်ဆောင်နေပြီး UEC အနေနဲ့အားစိုက်ပြီးလှုပ်ဆောင်ဖို့လိုနေတယ်လို့ဦးလားစွေကပြောပါတယ်။စပူတီရီမြို့နယ်ကနေဝင်ပြိုင်မဲ့မင်းကင်းမောင်မြင့်ရဲ့မဲဆန္ဒနယ်မှာလည်းမဲဆင်းအများပြားမှားယွင်းနေတဲ့အတွက်ကြမ်းခိုင်ရေးပါတီဝင်တွေကစည်ရင်နဲ့လူတိုက်ကပြန်လည်စီစစ်နေတယ်လို့ပါတီဝင်တယောက်ကပြောပါတယ်။မဲဆင်းတွေမှားယွင်းတာနဲ့ပတ်သက်လို့အာဏာသိမ်းစစ်တပ်က ထုတ်ဖော်ပြောဆိုတာတော့မရှိသေးပါဘူးခင်ဗျာ။